ားလုံးပဲမင်္ဂလာပါကျွန်တော်ကရေးပေါ်ယော်ဒီမာဒီနေ့က2025အော်တိုဘာလ၄ရက်နေ့မနေ့ကအစစင်ဖြစ်ပါတယ်ဒီနေ့မနေ့ကမှာရေးပေါ်ယော်ဒီ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မနေ့ကမှာပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မကြမ်းမဲတူးတက်ပြောင်းလဲစူးစိမ့်ညီညွတ်ကောင်းဆက်မှုများပေါ်လာမည်ဟုဒေါက်တာရဝေစုက ပြောဆိုလိုက်ပါတယ်ညာကမနေ့က PVTV ်ဒရင်းဌာနနဲ့တည်တဲ့တွဲဆောင်မေးမြန်းခန်းတွင်ဒေါက်တာရဝစုကခုလိုပြောဆိုထားဖြစ်ပါတယ်ဒီထဲမှာဘယ်လိုပြောလဲဆိုလို့ရှိရင်တော့တဖွဲ့ချင်းတဆူချင်းတရေသချင်းတိုးလိုင်းတက်ခတ်ရမယ်အချိန်မဟုတ်တော့ဘဲအားလုံးစူးစိညညို့စွာပြန်စူပုံတိတ်ငင်လင်းငင်တိုးလိုင်းရဲ့တိုင်းသားတက်ခေါင်းဆောင်များယောင်ကြည်လက်ခံထားကြကြောင်းအမျိုးသားညီငယ်အစိုးရ UNGP ထောင်စုဝန်ကြီးဒေါက်တာရဝေစုကပြောဆိုလိုက်ပါတယ် ဆိုတော့ဒီထဲမှာပြောဆုံးထားတာကအခုချိန်ဟာ2025 2026ဟာတဆုချင်းတဖွေချင်းတရေသာချင်းစဉ်းစားရမယ်တရေသာချင်းတက်ရမယ်ဒိုလန်ရမယ်အချိန်မဟုတ်တော့ပါဘူးတဲ့အားလုံးစူပွန်ပွန်စီပြီးတော့တပြန်နှက်သေးတင်းတင်းငင်းငင်းအလွတ်လွတ်ရတော့မယ်အချိန်ဖြစ်ပါတယ်ဒိုလန်ရဲ့ဒိုလန်ရမယ်အချိန်တက်ပွေးဝင်ရတော့မယ်အချိန် ဖြစ်ပါတယ်လို့လဲအာကျွန်တော်အဖွဲ့အစည်းအသီးသီးနဲ့ခေါင်းဆောင်တွေကိုပြောဖြစ်ပါတယ်တဲ့အားလုံးကလည်းယုံကြည်လက်ခံကြပါတယ်အဲ့ဒီတော့မကြမင်းအချင်းအတွဲမှာတိုးတက်ပြောင်းလဲမှုတွေနဲ့စူးစိညညမှုတွေကောင်းဆက်မှုတွေပေါ်ပေါ်လာလိမ့်ပေါ်ပေါ်လာမယ်လို့ကျွန်တော်မြင်ပါတယ်ဟုဒေါက်တာရောဝဲစုကပြောဆိုလိုက်ပါတယ်ဒီထဲမှာဆက်ပြီးတော့ဒေါက်တာရောဝဲစုပြောတာကဒေါ်လန်ရဲ့ရဲ့တချို့က ပြုပြင်ပြောင်းလဲရေးလို့ပြောတယ်။တချို့ကလည်းအစင်းမင်းလို့ပြောတယ်။အားကောင်းအောင်လို့ကျွန်တော်တို့ဒိုင်းသားတော်လိုင်းရဲ့အဖွဲ့အစည်းများနဲ့စူးစိငင်ညော့ချင်းဟာပါဝံကြချင်းဟာအရေးကြီးတယ်ဆိုတာအားလုံးလဲယုံကြည်ကြတယ်။အားလုံးလဲဒါကိုကြိုးစားနေကြတယ်ဆိုတာအားလုံးသိပြီးဖြစ်ပါတယ်။အားလုံးပါဝံတဲ့ဒိုင်းသားတော်လိုင်းရဲ့ခေါင်းဆောင်တွေပါဝံတဲ့ဖွဲ့စည်းမှုစူးစိမှုတိစောက်မှုမျိုးနဲ့ဆက်သွားဖို့လိုတယ်ဆိုတာ ကျွန်တော်တို့အားလုံးဆွေးနွေးဖြစ်ကြတယ်တံပြင်ဖြစ်ကြပါတယ်အားလုံးလည်းသဘောတူကြပါတယ်ဒါကြောင့်ကျွန်တော်ဘူးချုပ်တွေခေါင်းဆောင်တွေကို ပြောခဲ့တယ်လို့ပဲအခုအချိန်မှာမြန်မာနိုင်ငံရဲ့အနာကကျွန်တော်တို့တူလန်ရဲ့အနာကဟာခေါင်းဆောင်တို့ဘူးချုပ်တို့ရဲ့ပကောင်းပုံမှာရုံးနေပြီခေါင်းဆောင်တို့ဘူးချုပ်တို့ရဲ့အပါဝံမှသာလျင် ကျွန်တော်တို့ တိုလန်ရဲကိုအမြန်အပြန်ဆောင်တဲ့အောင်မင်းအောင်ဆောင်ရွက်နိုင်မယ်တဲပွေးဝင်နိုင်မယ်ဆိုတာကျွန်တော်တို့ပြောဖြစ်ပါတယ်ပြောဖြစ်တယ်လို့ပဲအဖွဲ့အစည်းတန်းခေါင်းဆောင်တန်းကလည်းယောင်ကြည်တယ်ဆိုတာကိုတော့ကျွန်တော်ဒါ informal meeting တွေမှာကျွန်တော်တွေ့ရှိခဲ့ရပါတယ်ဟုတ်ဒေါက်တာရဝစုကပြောပါတယ်ဒါကတော့ အယူကြည်ပြီးတော့စုဝန်ကြီးဒေါက်တာရောဆုကပြောဆိုထားတဲ့အာဒိုင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်။အပြည့်အစုံတွေကိုနားထောင်ရှင်းလဲအာသိချင်တယ်ဆိုလို့ရှိရင်တော့အာ PVTV မှာပေါ့နော်။တွားပြီးတော့နားထောင်လို့ရပါတယ်။ဒါကိုကျွန်တော်တို့အရင်ဦးဆုံးကတော့တရင်ထုတ်အနေနဲ့တင်ဆက်ပေးရခြင်းဖြစ်ပါတယ်။ဆိုတော့ဒီဟာကကျွန်တော်တို့တော်လိုင်းရေးတက်ဖွဲ့တွေ ဆူဆင်းညီညွတ်မှုရရှိခဲ့တဲ့ဆိုတဲ့သဘောအကြောင်းတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်။အဲဒီနောက်မှာနောက်တစ်ခုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်ကကြောက်ဖြူတပ်ပွဲအကြောင်းတွေကိုကျွန်တော်တင်ဆက်ပေးကြည့်ပါမယ်။ကြောက်ဖြူတပ်ပွဲမှာစစ်ကောင်စီစစ်ကြောင်းကိုအေကခြေမောနိုင်ခဲ့ပါလို့တော့သတင်းကောင်းတွေကြားသိရပါတယ်။ရခိုင်ပြည်နယ်ကြောက်မြို့အာကြောက်ဖြူမြို့နယ်မှာအာကတိုအေထင်းချုပ်ထားတဲ့နေရာကိုဝန်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတက်ခတ်ခံရပြီး 30ထက်မနည်းတည်ဆောင်းသွားတယ်လို့သတင်းရရှိပါတယ်ဆိုပြီးတော့ People's Printing ဌာနမှာဖော်ပြတာတွေ့ရပါတယ်ဆိုတော့ဒီထက်မှာစကောင်စီရဲ့တရင်နဲ့ဒေးတဲ့ဘုံမှုဘုံမှုအမေကိုတော့ကျွန်တော်ဆွန်ဆန်းဆေးပါဖြစ်ပါတယ်လို့သိရပါတယ်ရကဒီနောက်ပိုင်းမှာရောက်လာတဲ့ဘုံမှုဥဆောင်တဲ့စကြောင်းအယောက်30လောက်အထိတေးတာတော့ကျွန်တော်တရင်ရတယ်လို့သိရပါတယ်အဲတရင်ရတယ်အဲ့ဒီ စစ်ကြောင်ပြန်ဆုတ်သွားပြီး North Tet စစ်ကြောင်ထက်ဝင်လာတဲ့တပ်ပွဲကဆက်ဖြတ်နေပြီးပြန်လေပြင်းထန်ပါပြင်းလေပြင်းထန်ပါလေလို့သူကပြောပါတယ်တဲ့ဒါကတော့သတင်းရင်းမြစ်ကပြောတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒိုလန်ရဲ့တပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေကြောက်ဖြူမှာတပ်ပွဲပြင်းထန်တဲ့အကြောင်းတွေဖြစ်ပါတယ်အခုဆိုလို့ရှိရင်ရခိုင်ပြည်နယ်မှာစစ်ကောင်စီကလည်းသူတို့ဆောင်းရှောင်းထားတဲ့နေရာတွေကိုပြင်ပြီးတော့ရဖို့အတွက်ကြိုးစားနေတဲ့အချိန်ဖြစ်ပါတယ်။ဆိုတော့နေရာကတခြားနေရာကတော့ ကျိုးစားတဲ့ရှမ်းပြည်မှာဆိုလို့ရှိရင်ပြည်ပြီးတော့ရတာမျိုးရှိတယ်။ကရင်ပြည်မှာဆိုလို့ရှိရင်ပြည်ပြီးတော့ရတာမျိုးရှိတယ်။အာကရင်ပြည်မှာဆိုလို့ရှိရင်ပြည်ပြီးတော့ရတာမျိုးရှိတယ်။ဆိုတော့ဒီဟာကသူတို့ကျိုးစားမှုတွေတော်တော်လေးကိုသူတို့ပြည်ပြီးတော့နေမျိုးကိုရရဲကိုကျိုးစားနေကြရဆိုတာကိုတင်ဆက်ပေးချင်တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာလည်းအခါတော့အေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်ပြီးတော့တင်ဆက်ပေးချင်ပါတယ်။ဒါကတော့အေကိုအစိုးရအဖြစ်အတိအမှတ်ပြုဖို့ကုလနဲ့နိုင်ငံတကာကိုအရေးဖက်အဖွဲ့ နေရာကျော်ကတောင်းဆိုထားပါလေလို့သတင်းတွေကြားသိရပါတယ်ဒါကတော့ရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နေဆက်ဒေသကလောင်ချောင်ရဲစံရပြည်တနာနဲ့ပြိပခတ်တွေဖြည့်ရှင်းနံဖို့လူသားချင်းစာနာထွက်တာအကူအညီအကူအညီတွေပေးနံဖို့အတွက်အာရခတိုအေအေကိုလက်တွေ့အစိုးရအဖြစ်အတိအမှတ်ပြုဆက်ဆံပေးဖို့ကုလသမဂ္ဂနဲ့နိုင်ငံတကာသံအမတ်တွေကို အရေးဖက်အဖွဲ့အစည်းနေရနှစ်ဖွဲ့က ထောက်ပြန်တောင်းဆိုလိုက်ပါလေလို့သိရပါတယ်ဒါကတော့အာအခုအချိန်မှာဆိုရှင်တော့အဲ့ဒီနေဆက်မှာပဲဖြစ်ဖြစ်ပြီးရင်ဘင်္ဂလားဒေ့ရှ်နေဆက်မှာပဲဖြစ်ဖြစ်ပြီးရင်အခုရိုဟင်ဂျာတွေဆိုတာအဲ့ဒီဘင်္ဂလူတွေနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်တော့ဒေါ့ရှော့ကိုအာပြဿနာတွေကိုကြောင်နေတာပေါ့အကောင်ကြောင်နေရတာပေါ့နော်ဘာရခတော်ရေကခုဆိုတော့ညာနဲ့ပတ်သက်ပြီးတော့သူတို့ကိုတန်းအာဖြည့်ရှင်းနိုင်ဖို့အတွက် အစိုးရအဖြစ်တက်မပီးဖို့အဖွဲ့ရေးဖက်ဖွဲ့စီတွေကနေရာကျုပ်ကတောင်းဆိုတာဖြစ်ပါလေဒါကတော့ဒရင်းထုတ်အနေနဲ့ပြင်ပြီးတင်ဆက်ပေးတာဖြစ်ပါလေအဲ့ဒီနောက်မှာနောက်တစ်ခုတင်ဆက်ပေးခြင်းတဲ့ဒရင်းကတော့စစ်တော်မင်းအနောက်ဖက်ချမ်းတပ်ွေးစစ်ကောင်စီတရင်မှုတူတည်ဆောင်းနေပါလေတော့ဒရင်းကောင်းတွေကြားသိရပါတယ်ဒါကတော့ပဲခူးတန်းစစ်တော်မင်းအနောက်ဖက်ချမ်းတပ်ွေးမှာ ခမရ20တရင်မှုမျိုးတန့်စင်တည်ဆောင်းခဲ့တယ်လို့ စည်ရဲတရင်ရေးမင်းတချို့ကပြောဆိုပါတယ်ဒါက people's printing ဌာနမှာပို့ပြတာဖြစ်ပါတယ်ဆိုတော့တရင်မှုတူကဒီမျိုးသက်စီတော့သိရပါတယ်နော်ဒါကတော့သိဆောင်ပါတယ်တဲ့ဆိုတော့ဒီက26နဲ့တက်ပွဲမှာသေးတာအချစ်အခုထိလေတက်ပွဲတွေဖြစ်နေသေးတယ်လို့သိရပါတယ်ဖြစ်စဉ်နေဖြစ်စဉ်နေရာကိုတော့အသေးစိတ်မပြောလို့သေးဘူးလို့အာညွန်လေးပြင်အခြေဆက်တယ်စည်ရဲတရင်ရေးမင်းကပြောဆိုပါတယ်တဲ့နေရာပြင်း လင်ရပြင်းတဲ့ရေးပုံနူအသေးစားထိတာတွေလည်းရှိတယ်အသေးအပြုတ်တော့မရှိဘူးလို့သူကပြောပါတယ်တဲ့တော်လိုင်းတစ်ခုတစ်ဖက်ကနဲ့ဒဏ်ရတာတွေတော့ရှိတယ်ဒါမှလည်းအသေးပြုတ်တော့မရှိဘူးလို့သိရပါတယ်ဆိုရင်ရတဲ့အာသူကတော့လင်ရပြင်းထန်တဲ့ပြင်းတဲ့အာရေးပုံနူရှိတယ်အကြအတန်ရနေတဲ့သူတွေကတော့ရှိလို့ရှိတယ်ဒါပေမဲ့အလောက်ထိပင်းပင်းထန်တာမျိုးတော့မဟုတ်ဘူးဆိုတော့ဒါကတော့သတင်းထုတ်အနေနဲ့ရင်းပြီးတော့တင်ဆက်ပေးချင်တာဖြစ်ပါတယ် အဲ့ဒီနောက်မှာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနွန်သတင်းဌာနကဖော်ပြတာဖြစ်ပါတယ်။ဒါကတော့စကမ်းကနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးခြင်းပါ။စကမ်းမှာဆိုလို့ရှိရင်အခုစကမ်းဖြစ်တဲ့ unit အစိုးရခွဲနိုင်ရေးအတွက်စစ်စစ်ရေးကော်မရှင်စတင်ဖွဲ့စည်းလိုက်ပြီးတော့သတင်းတွေကြားသိရပါတယ်။ဒါတော့သတင်းထုတ်အနေနဲ့ပြင်ပြီးတော့တင်ဆက်ပေးခြင်းဖြစ်ပါတယ်။ဆိုတော့ဒီဟာကဒေတာတွန်းကိစ္စရေးများကိုလင်းမြန်စွာကန့်တွဲနိုင်ရန်သက်ဆိုင်ရာဒေတာအလိုက် unit အစိုးရများ ဖွဲ့စည်းရန်မျိုးသားညီညွတ်ရေးအစိုးရကျူးပန်းနေပါတယ်လို့သိရပါတယ်ဆိုတော့ဒီဟာကတော့ဒေါ်လာကြီးအားကောင်းတဲ့စကန်တန်းတွင်ယူနစ်အစိုးရတရက်ပေါ်ပေါ်လာရန်ဂျာကာလာစီးဆက်ရွေးချယ်ရေးကော်မရှင်တစ်ခုအရင်ဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်ထို့သူများဤစီးဆက်မှုဖြင့်ယခုနေ့ကောင်တွင်ဂျာကာလာစကန်ဖက်ပေါ့နော်စကန်ဖက်တဲ့ယူနစ်အစိုးရ တခုဖွဲ့စည်းနိုင်ရန်ညှိုးလင့်ထားကြပါတယ်။စကန်ပလေတဲ့ unit ဖွဲ့စည်းပုံအခြေခံဥပဒေအရအစိုးရအဖွဲ့တွေအဖွဲ့တွန်းဝန်ကြီးချုပ်ဒုတိယဝန်ကြီးချုပ်ဝန်ကြီးများကိုပန်းအချုပ်ခွန်ရာဒေတာဥက္ကဋ္ဌများစစ်အရှင်းနေရှင်းနေချုပ်တို့ပါဝင်မိဖြစ်ပါတယ်လို့သိရပါတယ်။ဒေတာဒေတန္တရဘောနော်ဒေတန္တရဂျာကာလအစိုးရဖွဲ့များဖွဲ့စည်းနိုင်ရဲ့အတွက် မပွေးတန်းနဲ့မန္တလေးတန်းတို့တွင်လည်းကျိုးပန်းနေပြီဖြစ်သည်လို့သိရပါတယ်ဒါကတော့မြန်မာနှောင်းသတင်းဌာနကဖော်ပြလာတာဖြစ်ပါတယ်ဆိုဒီကကဒိုလန်ရေးတပ်ဖွဲ့တွေနဲ့အာထင်းချူထားတဲ့နေရာတွေကိုအခုချိန်မှာအာ unit ပေါ့နော် federal unit ကိုဖွဲ့စည်းနိုင်ဖို့အတွက်စကမ်းဖြစ်မှာကြိုးစားလာတာကိုကျွန်တော်အာတင်ဆက်ပေးချင်တာဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီနေ့မနေ့ကမှအာရရှိထားတဲ့သတင်းထုတ်တွေကိုတက်နန်တလို့ကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်